တခါတော့ကယွာလင်းပြွာမှာအောက်ကနဲ့မိခန့်ဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိပါတယ်။ထိုရာကသူတွေကကျွဲနွားကျက်ဝဲတွေကိုဇနစ်တကျတေးချာမင်းမြကြရဲ့အဆက်မွေမှန်ကြောက်ပြကြပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ထူးဆားတဲ့ຢာတစ်ခုကြောက်ကိုလည်းပြောပြရအောင်မေဗျာ။ကျွဲတွေဆိုတဲ့တက်တော်တွေဟာရေပူရအဖြစ်အမဲရောက်ဖြစ်ကြပါတယ်။ပုံပေမဲ့အောက်ကမှာတော့ထူးဆန်းစွာနဲ့ပဲအဖြူရောက်ဆင်းသက်တာရှိတဲ့ကျွဲတကောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အဲ့ဒီတွဲဟာအုတ်ကော်ရဲ့အဖေကအမွေပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မိုးသက်ကလည်းတညမှာတော့ဆိုးရှိုးမှုတွေနဲ့တိုးတွေးခဲ့ရပါတယ်။ထို့အတွဲချူကြီးဟာကံမကောင်းစွာနဲ့ပဲမိုးချိုးထိမှန်ပြီးဖိတ်ဆိုးသွားခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့မိုးချိုးထိမှန်ပြီးတင်ဆိုးသွားတဲ့ကြွဲဦးကောင်းကိုအုတ်ကာကပစ္စည်းတစ်ခုအနေနဲ့သိဆက်ထားခဲ့တယ်ဗျာ။ဘာလို့လဲဆိုတော့ကြွဲကလည်းတမ်းမှန်အနဲ့ရမဟုတ်ပဲ မိုးချိုးပက်ခဲရပြီးသိဆိုးခဲ့တော့ထူးဆားတဲ့ရာတစ်ခုလိုဖြစ်နေခဲ့တယ်ဗျာဒီเจ้าကိုကြားသိတဲ့သူတွေကလည်းထိုကျွဲဥကောင်းခေါ်ကိုလာရောက်ဝေယူကြပါလေဘလောက်ထိလဲဆိုရင်네ဝရဲ့ခြာကသူတွေထိပါဈေးကြီးပေးပြီးတော့လာဝယ်ကြတယ်ဗျာဒါပေမဲ့ပယ်ရှင်ပြည့်တဲ့ဥက္ကာကတော့ဘလောက်ပဲပေးပေးထိုရွာကိုလုံးဝမထိုရောက်နိုင်ဘူးပေါ့ဗျာတချို့တဲမှာပဲသူတို့ရွာမှာကိစ္စတခုဖြစ်ပေါ်လာခဲ့ပါတယ် အဲ့ဒါကတော့ဂျယ်ရီဟာအကောင်လိုက်ပျောက်ဆိုးလာတဲ့ကိစ္စရတကူပါအခြေကားလာအပြည့်ကြာမိနေသည်ဆိုပေမဲ့အခုဒီတကိုးကမဖမ်းနိုင်သေးတော့ကျွဲဖယ်ရှိတချို့လည်းခေါင်းချောက်နေခဲ့ရပါတယ်ဂျဲတကိုးတွေစောက်ချမ်းလာတော့ဥက္ကာနဲ့မိခဲတို့ကလည်းကျွဲတွေရဲ့စင်ကြဲမြေတီပါလိမ့်လံစောက်ကျင့်လာရပါတယ်အဲ့လိုနဲ့ကဆိုလာပြီးငားရဲ့ညမှာတော့တကယ်ချင်းမြောက်စကားလေးပါလေထင်ပြောရင်းနဲ့သူတို့ကျွဲတွေကိုစောက်ကျင့်နေခဲ့တာပါ ဒါနဲ့အုတ်ကာတို့လည်းငဲထားနေတဲ့ကျွဲတကူကြားကိုဒီလိုပြောနေခဲ့ကြတာပေါ့မိခင်ဘာလို့ရွာနဲ့စောက်ကြနေတဲ့ကျွဲတကူကြားကိုမိဘကြားသိလဲကွာအဲ့ဒီကနေက တော်တော်လှင်ပေါ်ရတယ်နော်ဒါကြောင့်အခုချိန်ထိဖမ်းမမိသေးတာနေမှာအခုနဲ့ပတ်သက်ပြီးတော့ဘာမှမကြားမိပါဘူးကွာတိုက်ရတာဆိုလို့အစ်ကြီးမတို့လိုက်ပေါ်ကနေလင်းနောက်လိမ်သွားတဲ့အကြောင်းရဲ့ဦးတင်စေကသူ့မိမလက်ထင်နဲ့စိတ်ပေါ်နဲ့ချောက်ကျိုးသွားတယ်ဆိုတဲ့အကြောင်းရဲ့ဒါပြီးတော့ကြားရတယ်ကွာ ငါလည်းတကူကြောက်စူစမ်းနေတာပဲအေးလို့အဲ့ကျွဲတကူကျေးဇူးနဲ့အခုဆိုရင်ကျွဲပယ်ချင်တွေကညာဘက်ဆိုအေးသာတော့စိတ်ချလက်ချမသွားရတော့ဘူးတချို့ဆန်ကိုတွေကလည်းပွဲလာတို့ဖြာခင်းပြီးတော့ဆန်စေးတွေကောက်တယ်ပလိုက်တာဒီတကူနဲ့ငါလည်းပြုတ်မစီဘူးဖြင်ပိတ်တာပြီးမယ်အောက်ကနဲ့မိခဲတို့နေရာကိုစကားပြန်လန်းပြောနေခဲ့ကြတာပေါ့ဒီလိုနဲ့ညာတကောက်ကျော်ကိုရောက်တော့တကောက်သားလေးအိပ်ပျော်သွားကြတယ်ဗျာ သူတို့အိပ်ပျော်သွားလို့သိမကြခင်မှာပဲအစံတစ်ခုထွက်လာခဲ့ပါတယ်။အဲ့ဒီအစံကခွေးအောင်စာဖြစ်ပြီးဥက္ကာတို့ရဲ့အိဆောက်ခွေးဖြစ်ပါတယ်။အဲ့ဒီခွေးဟာလူစည်းထွေးလို့ဟောင်းနေခဲ့ပြီးထိုနေရာကိုတဲစကိုးဆိုသူရောက်နေရတာပေါ့။ကျွဲတကူလို့တင်ရတဲ့သူကကျွဲနှီးကိုရောက်နေခဲ့ပြီးတဖာကျိုးကိုလည်းဖြင်းကြီးစွာဖြီးနေခဲ့ပါသည်။အဲ့ဒီချိန်မှာမအုပ်ကာတို့ကလည်းနိုးလာခဲ့ပြီးတော့ကျွဲတကူဆိုသူကိုမြေလက်ရတယ်ဗျာ ်ဒါနဲ့သူတို့လည်းထိုတကိုးကိုအစကတည်းကမိုးနေခဲ့တာကြောင့်တခါတည်းတနေ့နဲ့ပြည့်စက်ဖို့လုပ်ပါလေဒါကြောင့်ဥကာတယောက်သကိုးဆိုသူကို စနေဖြင့်ခြေထားခဲ့တာပေါ့ဟဲ့ဥကာမင်းမင်းလောမင်းနော်သကိုးဆိုရင်မေတရားဥပဒေကရှိသေးတယ်ကွာတော်ကြာမင်းလူတက်မှုနဲ့ပဲဟင်းစားနေရမယ်အေးပါအေးပါအဲ့ဒါဆိုလေငါတို့တခြားနေကလန်သိုးရတာပေါ့ဥကာ စားကတနည်းဖြင့်ပိစဲပုတ်စင်စင်ထားခဲ့ပြီးမဲ့တရားဥပဒေက ရှိသေးတယ်ဆိုတာကိုတတိယလိုက်တဲ့ကြ။ဒါကြောင့်သူတို့လည်းတခြားနေနဲ့လက်ကုတ်ကိုပြောင်းသွေးရပါတော့တယ်။အဲ့ဒါနဲ့အုတ်ကားတို့ဟာခြေစံဖွားဖွားလေးဖြင့်တကိုးစီကိုတက်တက်စိတ်ချီးကဲလာခဲ့ပါလေ။အဲ့လိုနဲ့တကိုးစီကိုရောက်တော့မအုတ်ကားတယောက်ဒီလက်တော်ဒုက္ခပေးတဲ့ကောင်းဆိုပြီးအတိုးချပြီးတီးထဲ့ပါတော့တယ်။အဲ့ဒါနဲ့အစ်စ်ကိုက်ဆလာတဲ့တို့ကြောင့်ပြီးတကိုးရဲ့နေကြီးကို တီးထင်းလိုက်တာပေါ့။ဒါပေမဲ့ ဒေါချောင်းသာကျိုးပဲ့သွားခဲ့ပြီးထိုကျွဲတခိုးကတော့ဘာမှမဖြစ်သွားခဲ့ဘူးဗျာဆိုတော့တခိုးကဒိုဘီတာပြည်များ ဖြစ်နေမလားဆိုပြီးသူတို့တွေးလိုက်ပါတယ်ဒါပေမဲ့သခိုးကဇမ်မန်တို့တယောက်မဟုတ်ပဲဒစီတကောင်ဖြစ်နေခဲ့တယ်ဗျာသူတို့ဟာဒီဘက်ကိုလှည့်ကြည့်လိုက်တော့တပုကမှတ်သားကိုရေစိုးတွေးလိုက်ရပြီးသူ့ပစက်ထဲကဆွဲတွေကိုလည်းကြိတ်မြင်လိုက်ရပါတယ် အထင်ရှားဆုံးသူ့နှဖူးကအမှန်သားကိုကြည့်ကြည့်အပြည့်သူဟာမော်ဒစီတို့မဟုတ်အေးဒီစီဖြစ်တယ်ဆိုတာကိုဖော်ပြနေခဲ့ပါတယ်။ဒါကိုအုတ်ကာနဲ့မိခဲတို့ကတော့သိရှာခဲ့ပါဘူး။အုတ်ကာချိန်နေမကောင်းဘူးနော်။ဟိုကရပြီယူတော့မရှိဘူး။ဟာမပူနဲ့။ငါမှပလန်မရှိသေးတယ်။ထို့သူပြောပြီးတော့မအုတ်ကာတရားကိုသူ့ရဲ့နောက်တန်းစီစေကိုစတင်ခဲ့ပါတယ်။အဲ့ဒါကတော့မော်ဒစီကို သူ့ရဲ့လက်သည်နဲ့ထိုးချိန်မှာပဲဖြစ်ပါတယ်ပထမဦးဆုံးအရှေ့ယူပြီးတော့ခိုးမြလိုက်ကကျွဲသကိုးတစ်စည်းကြီးအားထိုးချခဲ့ပါတယ်ဒါပေမဲ့ထိုးချက်ဟာလည်းစိတ်တော့လူမဖြစ်ခဲ့ဘူးဗျဒါနဲ့လေမမေကြီးသားကဇဲမလျှော့သေးပဲနောက်ထပ်လက်ပြီးဖြစ်သူ့ရဲ့ခန္ဓာကိုယ်အားထပ်မံတိုက်ခိုက်ပြန်ပါတယ်ဒါလည်းပဲအစကလိုပဲချင်းနီဖြစ်ကတစည်းကြီးအားမထိနိုင်စေခဲ့ပါဘူးနောက်ဆိုတော့ထိုးတဲ့ကောင်ကပဲလက်ပန်းကျသွားခဲ့တာပေါ့ ငါမမပြေးသေးဘူးမင်းကဘာကဘေးဖြစ်ဖြစ်ငါလောကရှိုးပေးမှာမဟုတ်ဘူးမင်းမကြည့်နေမအုပ်ကတရားကိုထိုချိန်မှာအသုံးဝင်မယ့်ຢာတစ်ခုကိုတတိယသွားခဲ့ပါလေအဲ့ဒီအရာကတော့သူရဲဆရာသိပေးထားခဲ့တဲ့ဂါတာဖြစ်ပြီးဟာနုမန်ဂါတာလို့လည်းခေါ်ပါတယ်။ဟာနုမန်ဂါတာကိုရောဖဲ့သရေဆက်တဲ့သူတွေဟာအပြန်လာနေတဲ့ဂါတာရဲ့အထုအာနိသေတွေကိုရရှိတာပေါ့ဗျာ။ဟာနုမန်ဂါတာကြောင့်ကိုသိချေတော့ဟိုတရောကတင်ထားတဲ့ editor ကိုဂျီမောက်ဆိုတဲ့ဗီဒီယိုလေးကိုသွားကြည့်လို့ရပါတယ်။မအုပ်ကဒီအောင်ကာရာကိုရုပ်စုပြီးတဲ့ချိန်မှာတော့သူ့ကာရာကို၌ခေါ်အားတွေကြီးမားလာတာကိုခံစားမိလိုက်ပါတယ်။ပီတာနဲ့သူလည်းဒီကျွဲစကိုးတစ်စီကိုပီပီဖြုတ်ဖို့လုပ်ပါတယ်။ဒရက်ကုတ်မော်ဒီဇေကလည်းအုတ်ကာစီကခေါ်အားတွေကိုခန်းစားမိလိုက်တာကြောင့်ပြန်ပြီးတော့ခုခံတိုက်ခိုက်ခဲ့ပါတယ်။ တို့ညရဲ့လက်စည်းတွေအချင်းချင်းတက်မိသွားတဲ့အချိန်မှာတော့တီးထန်တဲ့အားတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒါတင်မကပဲအေးစမစကလိုးတွေပါထွက်ပေါ်လာခဲ့တယ်ဗျ။ဒီတိုက်ပွဲကိုကြီးနေခဲ့တဲ့မေကန်ကလည်းပြည်စကောကလူမဟုတ်ဘူးဆိုတာကိုရေစမ်းမိလိုက်တာပေါ့။ဟုတ်ကဲ့။ငါတို့ရေဆိုင်နေရတဲ့ကံကလူမဟုတ်ဘူးကွာ။သဲတဲ့ပဲမဟုတ်ရင်တော့အစွမ်းကြီးတဲ့ဒစေဖြစ်ဖို့များတယ်။ဟုတ်တယ်မေကန်။အဲ့ဒါပြောကမှ ။ဝါပညာတချို့လည်းတင်းတော့ထားပေးတယ်။ငါတို့ဘယ်လိုလုပ်ရမလဲ။ဟာတီးပြီ။ငါတို့ဆရာကြီးသိမ်းမိထားခဲ့တဲ့ပဲရစိန်နေတဲ့ကာတာတွေမင်းနဲ့မိတယ်မဟုတ်လား။ငါတို့နှစ်ယောက်စလို့တူတူရုပ်ဆိုရင်တော့ပိုစွမ်းထက်မယ်တဲ့။ကဲကဲလုံးလိုက်ကြရအောင်။အောက်ကနဲ့မိခဲတို့သူငယ်ချင်းနှစ်ယောက်တဲနဲ့ကာရာတပုတ်ကိုစတင်ရော့ဆူခဲ့ကြပါလေသူတို့ရော့ဆူတာနဲ့တပြိုင်နက်ကာရာကအစွမ်းပြလာခဲ့ပြီးအလဲရံတွေထွက်လာခဲ့တယ်ဗျာ ထိုတစည်ရဲ့ပက်ပက်လင်မှာလေအေးစမစကလုံးတွေထွက်ပေါ်လာခဲ့တာပေါ့ထိုစကလုံးတွေကြောင့်မော်တဇေကြီးလည်းဆက်နေနေတော့တာကြောင့်အော်ဟေးထွက်ပြီးတွားခဲ့ရပါတယ်မော်တဇေကြီးကိုရင်ဆိုင်ခဲ့တဲ့သူတို့ငွေချင်းဟာမနေ့ကမှတော့ကိုယူဝေကျွားစွာနဲ့အကျွားလုံးထုတ်နေခဲ့ပါတယ်ကျွဲလာခိုးတဲ့တစည်ကိုလည်းမောက်ထုတ်နိုင်ခဲ့လို့အခြားတွဲပယ်ရှင်တွေကြားတယ်ဂိုးစားလို့မပြီးပဲဖြစ်နေခဲ့ကြပါတယ် ။ငါဘယ်လိုပြောနေခဲ့တဲ့ကျွဲတွေဟာလဲကျွဲပယ်ရှိတို့ပြန်တွေ့သွားခဲ့ကြပါတယ်။ပြန်တွေ့ရဆိုတာကလည်းအကောင်လိုက်ပြန်တွေ့တာမဟုတ်ဘဲအသေးလောက်တကူသာပြန်တွေ့ရခြင်းဖြစ်ပါတယ်။တချို့အလောက်တွေကအယိုးကျနေပြီးတချို့ကလည်းဘိုက်ပွေပြီးဖေးနေကြတာဖြစ်ပါတယ်။ပြားတဲ့အတိုင်းထိုကိစ္စကြီးဟာကျွဲကိုးခံရတယ်ဆိုတာနဲ့ပိုသွားပြီးတော့စိုးရိမ်စရာကိစ္စရက်တွေတကူဖြစ်ပါတယ်။ ကိုတဲ့ရေးဆိုင်ခန့်ကြရတဲ့မအုပ်ကာတို့ကလည်းထိုဒစေကြီးဟာလော်တရားမဆာမာရာကိုလည်းသိရှိခဲ့ရပါတယ်။တကယ်တော့အဲ့ဒီမော်ဒစေကြီးဟာပညာသက်တယောက်စီမှာဆင်းသက်ဖြစ်ပေါ်လာခဲ့တာပေါ့။ပညာသက်ဆိုတာကောင်းတဲ့ပညာကောင်းတဲ့မော်ပညာတို့မဟုတ်မကောင်းတဲ့အနေရောပညာဆိုပြီးခွဲခြားထားခဲ့ပါတယ်။မကောင်းတဲ့ပညာကအရာကိုမှအစွမ်းတက်လွတ်လပ်ပြီးကြည်ကြအောင်မြင်ပွားရတော့ရှင်နေသူမရှိလို့မဲ့ဆရာတစိုးတိတော်ဖြစ်လာနိုင်ပါတယ်။ အပြန်လာအပြည့်မှားတစ်ခုခုဖြစ်လေပိန်ဆက်ရမှာကအရန်ကူမှများလွန်းလာပါတယ်။ဒါကြောင့်ထိုဒီစေကြီးဟာမော်ဆီယာတဲကနေဖြစ်တည်လာတဲ့မော်ဒီစေကြီးဖြစ်ပါတယ်။တပည့်ကကြွဲပိတ်ရှိလို့လေဒီကိစ္စကို အပြည့်တည်းမဖြေရှင်းနိုင်သေးတော့စိတ်ချလက်ချစွာနေနေမှမဟုတ်ဘူးလေ။အဲတော့သူတို့အားလုံးဝိုင်းပြီးတော့ဖြေရှားကြတာပေါ့။အဲ့ဒါနဲ့ရွာတဘဲမှာရှိတဲ့သူတို့ရဲ့ဆရာကိုတွားပြီးတော့တတိယခဲ့ပါတယ်။ သူဟာအစွမ်းတက်တဲ့ဆရာအောင်ဒင်းလို လူသိနာတဲ့သူကြောက်ပါဒီလိုနဲ့အုတ်ကနဲ့မဲခဲ့သူသူငယ်ချင်းများကဆရာအောင်ဒင်းစီ ရောက်လာခဲ့ကြတယ်ဗျာဆရာအောင်ဒင်းနဲ့သူတို့တွေ့တဲ့အခါမှာ လိုင်းကိစ္စကဘာဖြစ်တယ်ဆိုတော့ကိုပြောပြပြီးအဲ့ဒီမော်ဒဇေကြီးကိုအနိုင်ယူဖို့အဖြေရှာခဲ့ကြပါတယ်အဲ့ဒီကောင်ကခြေကြလာလေပို့ပြီးတော့အစွမ်းထက်လာလေပဲပြီးတော့မေတို့ကသူ့ကိုသွားပြီးတော့စိတ်ခေါ်တိုက်ခိုက်တာတော့သူလည်း မင်းတို့ကိုဒီတိတ်လွှတ်ထားမှာမဟုတ်ဘူး။ဗျာ။ဒါဆိုကျွတ်တို့မှလည်းအခြေသိမကြတော့ဘူးမဟုတ်လား။အဲ့ဒီကျွဲသကိုကိုဘလို့နှိမ့်နှင်းအနိုင်ယူရမလဲဆိုတော့ကိုပြောပြပေးပါစရာ။အနိုင်ယူနှိမ့်နှင်းမယ်။ဟေး။ငါမင်းတို့ကိုနဖားကျွတ်တို့ပေးလိုက်မယ်။အခုလာမယ်။ကချုံလာဆန်လာရဲ့နေ့ညသကောက်တီးတီးမှာအဲ့ဒီနဖားကျွတ်ကိုတဲ့ပြီးတော့ကျွဲတကံကိုအိမ်နဲ့မလမ်းမကမ်းမှာခြိထားပါ။ညသကောက်နော် အခြေကအင်တန်ရေးကြီးတယ်အဲ့ဒီမှာကျွဲစကိုးဒီစေကြီးရောက်လာလိမ့်မယ်သူရောက်လာရင်ကျွတ်တို့ဘာလို့ရမှာလဲဆရာငါပြောတဲ့တိုင်လို့ရပြီဂျာနာဘာမှမလို့တော့ဘူးဒီလိုနဲ့ဆရာကြီးပြောတဲ့ညကိုရောက်လာခဲ့တာပေါ့အဲ့ဒါကြောင့်သူတို့ငွေကြီးလေထိုဆရာကြီးအမှားတိုင်းတိတ်ချလေးလုခဲကြတယ်ဗျာညစကောင်တီတီမှာအေကနေထွက်လာကြပြီးကျွဲတကောင်ကိုလေနေရာတစ်ခုမှာခြိထားလိုက်ပါလေ သူတို့ကိုလိုလုတ်ကဲပြီးတော့မနီမွေးမှာရှိတဲ့နေရာလေးကနေစောက်ကြည့်နေခဲ့ကြပါတယ်။သူတို့ညကိုလည်းဘာတစ်ခုမှမခိုင်းစေထားတော့ဒီကိစ္စကြီးဟာစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ဒီလိုနဲ့အုတ်ကာတို့ငွေချင်းတစ်ယောက်သာအတွေ့ချောင်းသလိုချောင်းနေခဲ့ပေမဲ့အစမိတ်မှာတော့ဘာဟုတ်မှမတွေ့ခဲ့ရပါဘူး။အခြေခဏကြာတော့မှစတင်ထူးခြားလာခဲ့ပါတယ်။အခြေခဏကြာတော့တယ်စကိုမော်ဒယ်ကြီးဟာတွေ့ကြည့်ထားတဲ့နေရာကနေထွက်ပေါ်လာခဲ့ပါတယ်။ မော်ဒီဇေကြီးဟာကျွဲစီကိုတပြေးပြေးလာနေခဲ့ပြီးကျွဲကို အလေးစားဖို့ကြံနေဖို့ရပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာကျွဲရဲ့ခန္ဓာကိုယ်ကြီးဟာကြီးမားလာခဲ့တယ်ဗျ။ခန္ဓာကိုယ်ကြီးဟာကြီးမားလာပြီးကျွဲရဲ့ခန္ဓာကိုယ်မှာလည်းအင်းခွက်တွေထွက်ပေါ်လာပြီးတော့တိတ်ကျွဲတကောင်ဖြစ်ပြောင်းလဲသွားနေတာပေါ့။တိတ်ကျွဲကြီးကိုမြင်လိုက်တော့မော်ဒီဇေကြီးလည်းချိန်နေမှတော့ဘူးဆိုတာကိုသိလိုက်ရပါတယ်။တိုင်ကျွဲဆိုတဲ့ကောင်တွေကတဲရစေတို့အဖေကြောက်ရတာကိုပြ ဒါကြောင့်မော်တဇေကြီးလည်းရောက်ရရက်ကနေပြန်လည်အောင်ထွက်ပြေးပါတော့တယ်။အဲထွေးကြီးကလည်းမော်တဇေကြီးကိုမဲပြီးတော့လိုက်ပြီးတော့ဝိတာကြောင့်မော်တဇေကြီးလည်းပြေးပါမတွေ့ပဲဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်မော်တဇေလေတဲ့ရွေးကြီးရဲ့အောက်မှာရှုံးနေသွားခဲ့ပြီးမှတ်လောက်သားလာအောင်အစိုးမခံလိုက်ရတာပေါ့ဒါတွေကိုအုတ်ကာနဲ့မိခတ်တို့ကလည်းကျင်းနဲ့အားရစွာနဲ့ကြီးနေခဲ့ကြပါတယ်တဲ့ရွေးကြီးကလည်းအနေယူဝိသက်လိုက်တာကြောင့်မော်တဇေကြီးလည်း ဘေးချိုအောင်ထပ်ပြီးသွားခဲ့ရပါတယ်။ဒါကြောင့်နောက်တနေ့ကိုရောက်တော့ဆရာကြီးရဲ့အေကိုရောက်လာခဲ့ပြီးမော်ဒစီကြီးထပ်ပြီးသွားခဲ့တဲ့အကြောင်းကိုလာရောက်ပြောပြခဲ့ပါတယ်။ဆရာကြီးတစီကြီးကဆရာတိုက်ထွေရဲ့အောင်မှာရှိုးနေသွားတော့နောက်တစ်ခါပြန်လာရဲပါဦးမလား။အခြားရွာသားတွေလည်းဒီကြောင့်နဲ့ပတ်သက်ပြီးတော့ကျင်းနေနေကြတယ်။ဒါလည်းပြောလို့မနေကြနဲ့ဘူး။သူပြန်လာတော့ဘူးဆိုတာ ပေးချတဲ့ကိစ္စမှမဟုတ်တာ။ဟင် ဟုတ်လားဗျ။တာဆိုကျို့တို့ဘာဆက်လို့ရမှာတော့ဇာတိပြပြပေးပါ။ဘာဆက်လို့မယ်မလို့ဘူးဆိုတာချင်းလေးကိုစောက်ကြည့်မှသိရတာ။အဲတော့အခုချိန်မှာမော်ရဇေကြီးလာမလားကိုစောက်ကြည့်နေကြရမယ်။ဇေယကြီးနဲ့မောင်မင်းကဲတို့မော်ရဇေကိစ္စကိုဆွေးနွေးလို့ပြီးမှာတော့သူတို့လည်းအေးပြန်သွားခဲ့ကြတယ်ဗျ။သူတို့အေးပြတဲ့ချိန်မှာဆရာကြီးစီကို နောက်ထပ်တယောက်ရောက်လာခဲ့တာပေါ့အဲ့ဒီသူကတော့ လူမဟုတ်တဲ့မော်တဇေကြီးပဲဖြစ်ပါတယ်မော်တဇေကြီးနဲ့ဆရာကြီးတို့ဟာရေးနေနေခဲ့ကြပြီးထို့သို့စကားပြောနေခဲ့ပါတယ်ငါ့ကိုကြည့်နေတဲ့အကြည့်တွေခုချက်ချင်းပြေးလိုက်စမ်းနေကငါစကားကိုလည်းနားမထောင်ဘူးငါထေချာမောအောက်မှာလေကောင်းကောင်းနေတဲ့ကောင်ဒါကြောင့်ငါမိတ်ကိုဆုံးမခဲ့တာကျဲဖြူဦးကောင်ကိုခိုးခိုင်းတော့လေမခိုးပေးနိုင်တဲ့ကောင်မင်းစောက်တော့မကြလို့ငါခုရတိမချမ်းသာနိုင်လေတာဘိုက်စားရဲဘာ ငါမေကိုဘာတစ်ခုမှမကြွေးနိုင်ဘူးကွာမိဘမင်းတခြားမှာပွားပြီးတော့စာရှာပြီးတော့မင်းငါ့ကိုပုံမှန်စာကြွေးမယ်လို့ပြောထားတယ်လေမင်းငါ့ကိုလူလည်းမကြားနိုင်တော့ငါကဆရာလားမင်းကဆရာလားမင်းတို့သုံးမကြတဲ့ကောင်ကိုဘာမှမကြွေးနိုင်ဘူးကွာအခုချက်ချင်းငါရှိကခက်သွားဆရာကြီးဟာမော်ဒဇေကြီးကိုဒေါသတကြီးပြေအော်ဟိနေခဲ့တယ်ဗျာတကယ်တော့မော်ဒဇေကြီးဟာသူ့မွေးထားခဲ့တဲ့ကောင်ကြီးဖြစ်ပါတယ် တချင်းကလည်းမော်ဒစီကြီးဟာဆရာကြီးရဲ့တပည့်တယောက်ဖြစ်ပြီးတော့သူ့ရဲ့ပညာတွေလက်စစ်ကန်ဆက်ကန်စေခဲ့ပါတယ်။ထိုကောင်လေးကလည်းအတုတ်ကိုစူးစမ်းခဲ့ပြီးမဲ့ပညာဆိုတဲ့အရာဟာထိုက်တန်မှရတာဖြစ်လို့သူဟာအမားရင်းလုံးမိသွားခဲ့ပါတယ်။ဒါကြောင့်ထိုပညာရက်တွေဟာသူ့ရဲ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်။ဒါပေမဲ့ဆရာကြီးဟာသူ့တပည့်ကိုကောင်းမွန်စွာစိတ်ခွင့်မပေးခဲ့ပါဘူး။ စေလူနေမှာဖြစ်နေတဲ့ထိုကောင်လေးအားသူ့ရဲ့ပညာတွေနဲ့သူ့နားမှာဆက်ထားဖို့စီစဉ်ထားခဲ့ပါတယ်။ဒါကြောင့်သေတော့မဲ့ထိုကောင်လေးဟာလူချင်းစိတ်ကနေမော်ဒယ်စေကြီးတကောင်ပြီးချက်ချေလက်ငယ်ပြောင်းလဲသွားခဲ့တာပေါ့။အခုချိန်မှာအနာဟောထားတဲ့ဆရာကြီးကလည်းအစာကျွေးဖို့ညှိစံနေခဲ့တာကြောင့်မော်ဒယ်စေကြီးလည်းဒေါသထွက်နေခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်တိတ်တိတ်တွေးကိုကြပြီးတိုက်ခိုက်ကြတဲ့စစ်တီပါရောက်ကိုကြပါတယ်။ ဘာပီစီမှုမှမရှိတဲ့ဆရာကြီးဟာသူ့မွေးထားတဲ့ဒဇယ်ကြီးကိုရှုတ်တွေ့မိလိုက်တာကြောင့်သူရှုံးနေသွားခဲ့ရပါတယ်။သူလဲကျသွားတာနဲ့သူ့ရဲ့မော်ဒဇယ်ကြီးကမလုံနိုင်တော့အောင်တက်ပြီးတော့ခွာထားလိုက်ပါတယ်။ပြီးတော့မှအဆောင်ကျွေးတဲ့သူ့ဆရာကြီးအားအားရပါရကိတ်စားပါတော့တယ်။ဒါနဲ့ဆရာကြီးကလည်းမပြေးသေးပဲသူ့ရဲ့တက်ကြွယ်ကြီးကိုထုတ်သွိုးဖို့လုပ်ပါတယ်။ဒါပေမဲ့ ခါတာတွေရုပ်ဆိုအနေနဲ့ပဲမော်တဆေကြီးက တပန်းလာသွားတော့ဆရာကြီးရဲ့စွမ်းတွေငုတ်ယုတ်သွားခဲ့ရပါတယ်။တိုင်ကျွဲကြီးထွက်ပေါ်လာခဲ့ပြီမဲ့လေဖူရာကိုသူမထေးချိုးနိုင်တော့ပါဘူး။ဒီချိန်မှာပဲမော်တဆေကြီးရဲ့လက်ထက်နဲ့ပဲအသက်ဝင်းချုံငိမ့်သွားခဲ့ရပါတယ်။ဒါကြောင့်ဆရာကြီးဆက်ကော်ထားတဲ့တိုင်ကျွဲကြီးကလည်းထေးချိုးသူမရှိတော့ပြန်လဲပြောက်ွယ်သွားခဲ့ပါတော့တယ်။ညညာရဲ့ခက်ကန်တာတွေတင်းမြောက်ထားတဲ့ဆရာကြီးရဲ့သားကို စားလိုက်တဲ့အခါမှာတော့ ဝန်ဇေကြီးအားအစွမ်းတကိုးတွေတိုးလာခဲ့တယ်ဗျာဆရာကြီးရဲ့အစွမ်းတွေသူပိုင်ဆိုင်ထားတဲ့ပညာတကိုးတွေလည်းမော်ဒဇေကြီးစီရောက်သွားခဲ့တာပေါ့ဒါကြောင့်အဲ့ဒီခြေကနေစပြီးတော့မော်ဒဇေကြီးအားနတ်ဆိုးတကောင်ကဲဆို အစွမ်းကြီးပြီးကြောက်စရာကောင်းလာခဲ့ပါတယ်ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးလိုက်တဲ့မော်တဇေးဆိုတဲ့ဇာတ်လမ်းလေးဟာဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ဗီဒီယိုကြည့်နေတဲ့သူတို့လည်းကြဲဥတော်ကိုပါတာနာမည်မှန်ပဲရှောက်ရှောက်ပြီးမွေးထားပါနဲ့လို့ပြောချင်ပါတယ် channel လေးကိုလည်း subscribe လုပ်ရသေးရင်တော့ subscribe လုပ်ပြီးတူမချန်တာခဲ့သလိုမကြံခဲ့ရဘူးလေ။ဒိုဒီခေါင်းလေးကိုနှိပ်ထားနိုင်ပါ रे ဗျာ။